လောကမှာဘာပဲလှုပ်လှုပ်တခုလှုပ်ပြီဆိုရင်အကျိုးနဲ့အပြစ်အပြစ်နဲ့အကျိုးဒီနှစ်မျိုးကိုစီစစ်ဆင်ញံသုံးသတ်တဖို့လိုတယ်ဒါလှုပ်ရင်ကောင်းကျိုးကဘာရမှာလဲဆိုးပြစ်ကဘာရှိသလဲဒီနှစ်ခုကအမြဲတမ်းစဉ်းစားအဲ့တော့အပြစ်ကိုဆင်ញံစဉ်းစားပြီးတော့ရှောင်ဖို့အကျိုးကိုဆင်ញံစဉ်းစားပြီးစူးစမ်းအထောက်ဖို့ဒီလို ဘာပဲလှုပ်လှုပ်လှုပ်တိုင်းလှုပ်တိုင်းဟာအကျိုးနဲ့အပြစ်စီစစ်တတ်တဲ့ပုဂ္ဂိုလ်တွေဟာကြီးပွားချမ်းသာအကျိုးနဲ့အပြစ်စီစစ်ခြင်းမရှိတဲ့ပုဂ္ဂိုလ်တွေဟာကြီးပွားတဲ့တော့မကြီးပွားဘူးလို့ဒီလိုဆိုရမှာဖြစ်တယ်အေးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုတို့တဲ့တွေနာယူနေကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးခုလက်ရှိဘဝမှာချမ်းသာဒုက္ခရခြင်းအကြောင်း ဘဝမှာအောင်မြင်မှုချမ်းသာဒုက္ခရဖို့ဆိုတဲ့ဟာလက်တွေ့အားဖြင့်အရေးကြီးတယ်ထို့အရေးကြီးတဲ့အချက်တွေကိုလည်းမြတ်စွာဘုရားဟာအကောင်းဆုံးဖြစ်အောင်လမ်းညွှန်ဆုံးမပေးတာဖြစ်တယ်မြတ်စွာဘုရားဆုံးမတိုင်းလိုက်နာကျင့်သုံးမှုဟာအရေးကြီးတယ်တို့တွေလိုက်နာချရဲ့လားဆိုတာလည်းကိုယ့်ကိုယ်ဆန်းစစ်ဖို့လိုအပ်တယ်ဘယ်ရာပဲဖြစ်ဖြစ်စစ်ဆေးမှုမရှိရင်မသိနိုင် စီပွားဥစ္စာရှာတဲ့ဈေးရောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ဈေးထွက်ဆိုတာတွက်နေကြဆိုင်သိမ်းလာပြီဆိုရင်ဒီကနေ့ဘလောက်ရောင်းရတယ်အမြတ်ဘလောက်အရှုံးဘလောက်ပေါ်တယ်စသဖြင့်စိတ်စစ်နိုင်မှမစိတ်စစ်လို့ရှိရင်အကျိုးနဲ့အမြတ်ဆိုတာသိနိုင်စွာမရှိထို့တူပဲလုပ်ငန်းကိန်းတာတစ်ခုလုပ်ရင်လည်းအကျိုးနဲ့အမြတ်စိတ်စစ်ရဘဝမှာလည်းပဲဒီဆိုးကျိုးနဲ့ကောင်းကျိုးဒီနှစ်ခုထဲမှာ ဒုဒ္ဒတွေဘဝတစ်ခုရထားပြီရထားသည့်အတွက်ကြောင့်ဘဝကိုအကြောင်းပြုပြီးတော့ဒုဒ္ဒတွေမကောင်းမှုတွေကို ပြုမယ်ဆိုလို့ရှိရင်ဆိုးကျိုးတွေပဲရလိမ့်မယ်ကောင်းမှုတွေကိုပြုမှတ်တာလေကောင်းကျိုးဆိုတာလည်းရအေးတို့ရဲ့နေစဉ်ဘဝမှာဆိုးကျိုးကို ဖြစ်စေတဲ့မကောင်းမှုတွေက များနေသလားကောင်းကျိုးကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်တွေကများသလားဆိုတာ အမြဲတမ်းစဉ်းစားနှိုင်းချိန်ကြည့်ဖို့လိုအပ်တယ်ပေါ့သို့မဟုတ်လို့ရှင်တဏှိတာကုံသွားရောဘာမှမသိလိုက်ဘူးဖြစ်တတ်တယ်။ဒါကြောင့်မို့အမြဲတမ်းစဉ်းကျင်သုံးသပ်မှုဆိုတာကိုမြတ်စွာဘုရားကပစ္စဝေခနာဘ ഹു ကာရာဟောတိကုသရေသူတမေသူကောင်းရချမ်းသာရဖို့ကိစ္စနဲ့ပတ်သက်လာလို့ရှင်အမြဲတမ်းစဉ်းကျင်သုံးသပ်တာဟာအမြဲတမ်းတမိုးကြီးမာတယ်လို့သူဟော တော့ကိုယ့်ကိုယ်မစင်ကျင်လို့ရှိရင်ဘာမှမသိဘူးစင်ကျင်စဉ်းစားရမယ်ရဟန်းတော်တွေကိုဆုံးမတဲ့အခါမှာမြတ်စွာဘုရားကကထံဘုတ္တသမေရတ္တိဓိဝဝီတိဝတ္တံတိနေနဲ့ညနဲ့ငါဘယ်လိုဘယ်လိုပုံစံနဲ့ဘာတွေလုပ်ပြီးတော့ငါမှာနေရညတွေကိုဖြတ်တန်းခဲ့တယ်ဆိုတာကိုတနေ့ကုံသွားတာနဲ့တပြိုင်နဲ့အဖြေထုတ်နိုင်အောင်ကြိုးစားဖို့လိုအပ်တယ်ပေါ့ဒီကနေ့ငါမှာ ဘယ်ပုံနဲ့ဘယ်ပုံပဲနှိဘာတွေလှုပ်ဘာတွေတွေးဘာတွေပြောပြီးတော့တဏိတာဂုံဆုံးတယ်လေငါမှာအကျိုးမြတ်ရောရှိရလားဆိုတာကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်ပြီးအကျိုးမြတ်ရအောင်ကြိုးစားဖို့အထောက်အောင်ဖြစ်စီပွားရေးဆိုတာလည်းအကျိုးမြတ်ပဲကိုချင်းတရားဆိုတာလည်းအကျိုးမြတ်ပဲအကျိုးမြတ်ကိုကြည့်တဲ့အခါမှာနှမျိုးကြည့်ဖို့လိုအပ်တယ်ဒါကြောင့်မျက်စိနှလုံးရှိတယ်ဆိုတာ စီပွားရေးအကျိုးမြတ်ကိုကြည်တတ်တဲ့မျက်စိနဲ့ကိုချင်းတရားအကျိုးမြတ်ကိုကြည်တဲ့မျက်စိအဲ့ဒီနှစ်ခုထိမ့်ညိပြီးတော့သွားမယ်ဆိုရင်ဘဝဟာကုဘဝဟာတစ်ဆင့်နဲ့တစ်ဆင့်မြင်မာတိုးတက်လာမှာသာဖြစ်တယ်။မြေကြီးလက်ခတ်မလွဲအမတန်မှရသော်ဘုရားရဲ့အဆုံးအမတိုင်းတို့တွေဟာအောင်မြင်ကြီးပွားကြမှာဖြစ်တယ်လို့ယုံကြည်ကြမှာဖြစ်တယ်